ိုလ်ရင်းတွင်ခေတ်တွင်ဥမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်။ပထမဆုံးမိုးကုံမြို့သို့စစ်ကောင်ပရှင်တပ်ဖွဲ့ဝင်အချို့ရောက်လာပြီးတော်လန်ရေးတပ်ဖွဲ့များထွက်ခွာရန်တည်ရလန့်လေးကအချင်းချင်းပြောထားဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မော်ကောမြို့သောစစ်ကောင်မချင်းတပ်ဖွဲ့ဝင်အချို့ရရှိလာပြီးတော်လရဲတပ်ဖွဲ့များထွက်ခွာရန်တရားလှန်လေးကအကြိမ်ကြိမ်ပြောထားစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည်။တရုတ်ကြောင်ဝင်မှုနှင့်စစ်ကောင်မချင်းအလို့ကြောင့်တရားလှန်လေးတပ်ဖွဲ့များဖိစားပေးရမည်မော်ကောမြို့အတွင်ကိုစစ်ကောင်မချင်းတပ်များဝင်ရောက်လာပြီးဖြစ်ကြောင်းသိရပါသည်။ မော်ကောမျိုးကိုကာကွယ်ရန်ရောက်ရှိနေသည့်တော်လန်ရဲတပ်ဖွဲ့များကိုပီကတိနိုဝင်ဘာလ16ရက်နေ့နဲ့19ရက်နေ့တို့မှာတီယန်လန်လေးကတွဲဆုံပြီးစစ်ကောင်မရှင်တပ်ကိုအနာအဆက်အဟန်တမပြုတ်လို့ရန်နဲ့မြို့မဆုတ်ခွာပြီးရန်ပြောဆိုခဲ့ကြောင်းတော်လန်ရဲတပ်ဖွဲ့များထံမှသိရှိရပါသည်။ကျွန်တော်တို့ကိုနှစ်ချိန်ခေါ်ပြောတဲ့ထွက်သွားတဲ့တပ်တွေကလည်းထွက်သွားကြပြီးတရုတ်ဘက်ကဖာဖီအားတွေစီလဲပွင့်ပွင့်လင်းလင်းမတရားတော့ကျွန်တော်တို့လည်းလုံရကန်ရခတ်တယ်လို့မော်ကောမျိုးကိုရရှိနေသည့်တော်လန်ရဲတပ်ဖွဲ့ကောင်ဆောင်တအူကပြောပါတယ်။ ။တရားလန်လင်ဤညွန်ကြားချက်နှင့်မိုးကုံးမြို့အတွင်စီတော်လန်ရေးတပ်အများစုမှမြို့အပြင်ကိုစုခွာပေးထားရပြီးစစ်ကောင်မရှင်တပ်မှမြို့အတွင်စိတ်ဝင်ရောက်ရှိလာနေကြောင်းသိရပါသည်။မကောမြို့နယ်အတွင်းစီအစိုးရဌာနရုံးများကြောက်ဖားကိန်းနှင့်ပြောင်းပြင်ရွာထေရှိရတနာလောက်ကမ်းများမှစစ်ကောင်စင်တပ်ဖွဲ့ဝင်များတပ်ဖြန့်ကတည်ရန်လက်လျက်ကူညီဖြင့်ရရှိနေပြီဖြစ်ကြောင်းသိရပါသည်။မကောမြို့အတွင်းစစ်ကောင်စင်တပ်များဝင်ရောက်လာသည့်အတွက်မြို့ကအများစုမြို့အတွင်းမှအလွန်အင်းနှင့်ထွက်ခွာနေကြကြောင်းတရင်ရင့်မြစ်ထံမှသိရှိရပါသည်။ စိတ်ကမရှိတဲ့တည်ရန်လန်လေးတို့နှိမ့်နိုင်ထားမှုအရာယခုလာမီနိုဝင်ဘာလ29ရက်နေ့နဲ့30ရက်နေ့တို့မှာတည်ရန်လန်လေးတပ်များမြို့ရတွင်မှအပြီးထွက်ခွာမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။ဆလဘင်ဆရနာတိမ်မှုကြောင့်မြန်မာနိုင်ငံမှာခေတ်သစ်ကြုံပြူခြင်းလူကုန်ကူးခြင်းစိုက်ဘာရာဇဝမှုနဲ့နေဆက်ဖြတ်ကျော်ရာဇဝမှုကင်းများပျော်စရာရဝန်းတစ်ခုဖြစ်လာတယ်လို့ကုလသမဂ္ဂမှတာမကြီးဦးကျော်မိုးထွန်းတတိပိဆက်တရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ အကြမ်းမတ်စတဲ့အီအာနာတိမှုကြောင့်မြန်မာနိုင်ငံမှာခေတ်သစ်ကြုံမျိုးချင်းလူကောင်ကိုချင်းစိုက်ပါရာဇဝမှုနဲ့နေဆက်ဖြတ်ကျော်ရာဇဝမှုခင်းများပျော်စံရာရံဝတ်တစ်ခုဖြစ်လာနေကြောင်းကုလသမဂ္ဂစည်းဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာမြေရင်ကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထွန်းကတတိပေးပြောဆိုပါတယ် နိုဝင်ဘာလ25ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂထွေထွေညီလာခံညနာဆောင်ကြီးအစည်းအဝေး၏လူကုန်ကူးမှုတိုက်ဖြတ်ရင်ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစီမံချက်ကိုပြန်လည်သုံးသပ်ဆွေးနွေးသည့်အစည်းအမင်းအစည်းအဝေးမှာတန်အမတ်ကြီးကအထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်ပါသည်အကြမ်းမဆေအစိုးကပြည်တွင်းတရားရေးချမ်းတရားကိုပြိုလဲပြစီအောင်လှုပ်ဆောင်ခဲ့တာကြောင့်အွန်လိုင်းကျင်းလိုင်း စနေတကြားလူကုန်ကူးခံရသည့်အခြေအနေကိုကြီးထွားလာစေခဲ့ကြောင်းခေတ္တကြုံပြူခြင်းနှင့်ရှုပ်ထွေးသည့်စိုက်ဘာရာဇဝမှုများသည့်လည်းတဟုန်ထိုးတိုးပါလာကံမြန်မာနိုင်ငံအားနေဆက်ဖြစ်ကြောင်းရာဇဝမှုကင်းများပျော်စရာရန်ဝတ်တစ်ခုဖြစ်လာစေခဲ့ကြောင်းမြန်မာနိုင်ငံမှာဆက်နာရှင်စနေနေ့တရားမဝင်အာဏာသိမ်းမှုမှပြည်ထနာရေးစင်မြစ်ဖြစ်ကြောင်းတာမတ်ကြီးကတတိပေးပါတယ် မြန်မာနိုင်ငံမှာလူကုန်ကူးခြင်းပြဿနာက2021ခုနှစ် ဖေဖော်ဝါရီလမှအာဒမဆန္နာသိမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင့်ဒဏ်ရဖြစ်ပေါ်လာခဲ့သည့်ပြိုလဲပျက်စီးနေသည့်အနေအထားအံပြသပေးသည့်လက္ခဏာတရပင်းဖြစ်ကြောင်း UNODCE ဒေတာရင်းသူတွေဒီတအူးဆိုလရင်ဆရာနာစင်စနစ်ဆိုကြောင့်ရာဇဝတ်မှုကင်းများကင်ဆာရောဂါတစ်ခွဲပြောင်းမွားနေတယ်လို့အတီအလင်းထောက်ပြထားကြောင်း ဆရာနာရှင်စနစ်ဆုံးမတရားဆရာနာသိမ်းမှုနဲ့ပြည်ထန်ကင်းလွန်ခွင့်တို့အပိဒံချုပ်ငိမ်းမှသာလျှင်ပြည်တနာအားဖြစ်စေနိုင်မည်မှာရှင်းလင်းမြင်သာကြသူကဆက်ပြောပါတယ်ကိုပြည်သူများကိုကိုယ်တိုင်ပြန်လဲပုံကျက်တက်ပြန်နေပြီးအကြောင်းတရားခြုံလွှမ်းစေကဖိနှိပ်ကန့်သက်ချုပ်ကိုင်းမှုများပြည်내စွာပြုလုပ်နေသူများက စီစဉ်နေသည့်လုပ်ငန်းတစ်ခုသည်မိသူများလွတ်လပ်မျှတပြီးအလုံးပါဝင်နိုင်မည့်ရေကောက်ပွဲတစ်ခုဖြစ်မည်မဟုတ်ပေအလိန်အညာလှည့်ပြမှုတစ်ခုသာဖြစ်ကြောင်းအဆိုပါသူရောင်ရေကောက်ပွဲသည်အကြအတေးအားဖြစ်ချင်းပေးမည်မဟုတ်ပေအကြဖတ်မှုများပုံမှုတို့ဝါစေကမတည်ငြိမ်မှုအားအတော်ရှည်အစေမည်ဖြစ်ပြီးတရားမဝင်လူကောင်ကူမှုကွန်ရက်များကိုပုံမှုပွားစေမည်ဖြစ်ကြောင်းတမ်မတ်ကြီးကပြောဆိုပါသည် ဆိုဆိုကကျဲပြန်းစွာစနေတကြကျွလွန်လေးရရှိသည်အရတားပြည်သူများအပေါ်မစင်မကျင်းလေးချပွန်ကျက်တခတ်မှုများကိုတောမြင့်လုံဆောင်ခြင်းအာဓမတန်တာဆူဆောင်ခြင်းနှင့်ပြည်내နေသည့်လူအခွင့်ရေးချိုးဖောက်မှုများအပါအဝင်မြောင်များစွာသောရဆက်စံကြုံမှုများကြောင့်တုံးတက်တမ6တန်းခန့်သောပြည်သူများအနေဖြင့် နေရဆောင်ကနေထိုင်နေရကြောင်းထို့သောနေရဆောင်ကထွက်ပြေးသိမ်းဆောင်နေစမှာလေပြည်သူများအထူးသဖြင့်အမျိုးသမီးများကလေးသင်ငယ်များနဲ့ရဝင်းစားများအပါအဝင်လူနည်းစုများအနေဖြင့်လူကုန်ကူးခံရမည့်အနေရများနဲ့ရင်ဆိုင်နေရကြောင်းမကြာသေးမီကတွေ့ရှိရသည့်ကိုရင်းအင်္ဂါစေပိုင်းများတရားမဝင်ဖဲထုတ်ရောင်းချခြင်းဖြစ်စဉ်များမှာထိန်းလွှဲကောင်းလွန်ကြောင်းတာမတ်ကြီးကထောက်ပြပါသည်ကုလသမဂ္ဂမူရင်းစေဝါနှင့် ဇာဆွေးဆိုင်ရာယုံ UNODC ကလည်းမြန်မာနိုင်ငံကပိုအချက်ချကြသည့်စေမြင့်တစ်ခုဖြစ်လျင်အစည်းအောင်အာစာဒေတာမှဖြစ်ပေါ်လာသည့်ကြောင်းမဲ့ဖွဲ့ကောင်းသည့်အတင်းအကျပ်ရာဆွေးမှုကျူးလွန်ရန်စိတ်ခိုင်းသည့်ဖြင်းရင်မှန်အခြေအနေကိုမိမာထုတ်ထုတ်ပေါ်ပြောဆိုထားကြောင်းနိုင်ငံမောင်းမြောင်များစွာမှနေနာသူများ၏စရင်တည်ပင်လျင်ပြည်တနာ၏စိုးဝါမှုအသိအနှံနှင့်ဒေတာတွင်နှင့်အခြားနေရာများသို့ပါကျော်လွန်၍ချင်းချောက်လာနေသည့်အချက်ကိုဖော်ပြချသနေကြောင်း ကမ္ဘာပေါ်ရှိမြေသူတအုပ်တရားများဤများအနေရဲ့ကြီးမားသည့်နိုင်ငံတကာယာဆွေးမှုထံမှဘေးကင်းလွတ်နိုင်မည်မဟုတ်ကြောင်းတာမတ်ကြီးကဆက်လက်ပြောဆိုပါသည်တို့ဖြစ်ရမြန်မာနိုင်ငံအနေဖြင့်အဆိုပါပြည်ထနာအတွက်မကြာသေးမီကပင်အရေးယူလို့ဆောင်ခဲ့သည့်အိန္ဒိယနိုင်ငံများဒေသတွင်မိဖက်နိုင်ငံများနှင့်နိုင်ငံတကာမှပါဝင်ပတ်သက်နေသူများအလုံးကုန်အထူးပင်ကျေးဇူးတင်လိုပါကြောင်းရင်းလို့ဆောင်ချက်များသည့်အကာအကွယ်ပေးခြင်းဖန်ဆီးခြင်းနှင့်မိဖက်ပူပေါင်းလှူဆောင်ခြင်းဟုသော ုံကူနယ်ကံကြီးမှုရှိပါကြောင်းသို့တော်လည်းတူးတဲ့ကြီးမသည်သာဆွေကိုင်းများအားတိုက်ဖြတ်ဖြိုခွဲနိုင်ရန်ပုံမခိုင်မသည့်အရေးယူဆောင်ရွက်ချက်များလောက်ဆောင်ရမည်ဖြစ်ကြောင်းမြမအရေးကိစ္စနဲ့ဆက်စပ်လျင်ပြည်တနာရေးစင်မြင့်အောင်ရှင်းလင်းစွာတည်ထားရမည်ဖြစ်ကြောင်းအတိအလင်းထောက်ပြပါသည် မြန်မာနိုင်ငံမှာဆရာနာရှင်စနစ်ဆုံးမတရားဆရာနာသိမှုနဲ့ပြည်ထောင်ကင်းလွန်ခွင့်တို့အပြီးတိုင်းချုပ်ငိမ့်မှတာလင်းရင်ပြည်ထနာအဖြစ်ရှင်းနိုင်မည်မှာရှင်းလင်းမြင်သားကြောင်းတဖက်မှာလည်းအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်အွန်လိုင်းလိမ်လည်မှုများအပါအဝင်နေဆက်ဖြတ်ကျော်မှုကင်များအောင်တိုက်ဖြတ်သွားရန်ဒေသတွင်နဲ့နိုင်ငံတကာအဖွဲ့အစည်းများနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဟုခိုင်မာစွာရည်တည်ထားပြီးဖြစ်ကြောင်းတမန်ကြီးကထုတ်ဖော်ပြောဆိုသွားပါတယ်ရှင်။